ကျိုင်းတုံမြို့နယ်မြေပြင်ကွင်းစင်စည်ရင်ကောက်ယူရေးကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်ရှိပိုင်းကျိုင်းတုံမြို့နယ်မြေပြင်ကွင်းစင်စည်ရင်ကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ20ရက်နေ့နဲ့9နိုင်ခွဲကမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝယ်ယုံအစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်။ ။ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစောမင်းသူက အမှားစကားပြောကြားပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစည်းမှုဦးဝင်းကျော်သူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံးမှဦးစည်းအရာရှိဒေါ်စုမွန်ကျော်မြို့နယ်မြေပြင်ကွင်းစင်စည်ရင်ကောက်ရွေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များကလူဦးရေကိန်းဂဏန်းအချက်အလက်များနှင့်မြေပြင်ကွင်းစင်ကောက်ယူရာမှရရှိသည့် စရင်အချက်လက်ကိုလွယ်မှုနှင့် မပြည့်စုံမှုအချက်လက်ထက်နေမှုနှင့်မပါရှိမှုစသည့်ကိုလွယ်မှုများမဖြစ်ပေါ်စေရေးအတွက်အစဉ်စဉ်စနစ်တကျစီစစ်တည်ပြု၍တမတ်ရဲ့အရောက်ပြုစုပေးဖို့နိုင်ရေးစရင်အချက်လက်များကိုအခြေခံကြကြတိုက်ဆိုင်စီစစ်ကမဲစင်းမှန်ကန်ရေးမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းမဲစရင်တွင် ပါဝင်နိုင်ရေးလက်ရှိမြေပြင်တွင် အကြောင်းမျိုးမျိုးကြောင့်မိမိတို့မြို့နယ်တွင် ်ပြောင်းဝင်ပြောင်းထွက်ကြသည့်စည်ရင်းများကွယ်လွန်သွားသူများကိုအချိန်နှင့်တပြေးညီတိုက်ဆိုင်စစ်ပြီးလာဝကား၏လက်ရှိအိမ်တော်စုလူဦးရေစည်ရင်းနှင့်ကိုက်ညီစည်ရေးစင်စစ်မပြတ်ပေါင်းဆက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်ခမညာ